ကမ္ဘာအစမ်းကျယ်ဆုံးစပိန်၅မြို့ပထမဆုံးအနေနဲ့လမ်းလျှောက် စပိန် walking bicycle ဒီစပိန်ကိုစီးပိုးအတွက်ကလမ်းလျှောက်ရုံပါပဲတင်းရဲ့လမ်းလျှောက်လှုပ်ရှားမှုကြောင့်စပိန်ကရှေ့ကိုရွေ့လာပါမယ်ဒီလိုဖြစ်ရတာကသူ့မှာသတိကံပုံစံခြေနှင်းစနစ်နဲ့မော်တာတက်ဆင်ထားလို့ပါဒုတိယအနေနဲ့ truck စပိန် truck bicycle ဒီစပိန်မှာ gear အချို့ကမြင့်ပါတယ်ဒါကြောင့်ခြေနှင်းဘိန်းကို တပတ်နှင်းရုံနဲ့ဘိန်းတွေကအကျဉ်းကြီးများစွာလဲပတ်နိုင်ပါတယ် ဒီစပိန်ကိုစီးဖို့အတွက်ခြေတော်ကြန့်ခိုင်မှုအပြင်းအထန်လိုအပ်ပေမယ့်အချိန်ရလာပြီဆိုရင်တော့ကားရီထက်တောင်မှမြန်နိုင်ပါသေးတယ်။တတိယအနေနဲ့ကတော့ပန်နီဖက်တင်စပိန်ဒီစပိန်မှာရှေ့ဘင်းကအလွန်ကြီးမာပြီးနောက်ဘင်းကအလွန်သေးငယ်ပါတယ်။ရှေ့ဘင်းကြီးကိုတပတ်လေအောင်လို့နင်းလိုက်ရင်အကွာအဝေးအတော်ကြီးကိုရောက်နိုင်ပါတယ်။စတုဒ္ဒအနေနဲ့မြင်းစီစပိန် Hotspot Riding Bicycle ဒီစပိန်မှာစီးနင်းသူကရှေ့နောက်ဟန်ချက်ညီအောင်လို့လှုပ်ရှားယုံနေတဲ့ရင်ကိုအမြန်ဆုံးအချိန်မြင့်တင်နိုင်ပါတယ်။ပင်စမအနေနဲ့စတူယန်ဘင်းတဲ့စပိန် Square Wheel Bicycle ဒီစပိန်ရဲ့စပရော့ကတ်ကိုနင်းလိုက်တဲ့အခါမှာဘိန်းတွေကရွေးရှားသွားပြီးချင်းနင်းဂွေလိုမျိုးစပိန်ကရှေ့ကိုရွေးရှားသွားပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဘယ်စပိန်ကိုအကြိုက်ဆုံးလဲဆိုတာပြောပြပေးခဲ့ကြပါအောင်။